ားလုံးပဲမင်္ဂလာပါရှင့်နိုင်ငံသားရဲ့တူပိုးကိုဝယ်ပြီးတော့ကိုဝင်ဆောင်ဖြစ်ခြင်းနဲ့ခင်းစဉ်

ကျောင်းဆောင်မင်းသမီးခင်သစင်ကတော့အခု single mother တယောက်ဖြစ်ချင်တဲ့နိုင်ငံသားသားရဲ့တုပ်ပိုးကိုဝယ်ပြီးတော့ကိုဝင်ဆောင်ဖြစ်ချင်တဲ့ဆိုတဲ့ interview ကြောင့်ပဲသူမအပေါ်ကိုဝေဖန်ပြစ်တင်နေတာကိုတော့တယောက်ဆောင်ခင်သစင်ကပြန်လဲတုတ်ပြန်လိုက်ပါပြီရှင်တယောက်ဆောင်ခင်သစင်ဟာအဆိုတော့ဆဆိုင်ခန့်လန့်ရဲ့ oh ဟောတယ်ဆိုတဲ့ဒေသချင်း VCD မှာပါဝင်တယောက်ဆောင်ရကနေပရိသတ်ရင်ထဲမှာရောက်ရှိလာတဲ့တယောက်ဆောင်တူဦးပဲဖြစ်ပါတယ်အခုလက်ရှိမှာတော့တယောက်ဆောင်ခင်သစင်ကစကားတချို့ပြန်လဲရိုက်ကူးနေရင်းနဲ့ ပြည်သက်တွေရှိကိုပြန်လဲရောက်လာသူလည်းဖြစ်ပါတယ်။အခုလည်းနိုင်ငံခြားသားရဲ့တုပ်ပိုးနဲ့ကိုဝင်ဆောင်ခြင်းနဲ့လို့ပြောကြားလိုက်လို့သူမရဲ့ပြည်သက်တွေအကုန်လုံးကတော့အန်အောပနံဖြစ်ကုန်တာပဲဖြစ်ပါတယ်။စင်ကစင်ကယ်မသားဖြစ်ချင်တာတုပ်ပိုးဝယ်ပြီးတော့ကိုဝင်ဆောင်ချင်တာခလေးမွေးချင်တာထမြက်တဲ့သူရဲ့တုပ်ပိုးဝယ်ပြီးတော့ကိုဝင်ဆောင်ချင်တာအဲ့လိုမျိုးဆိုရင်တော့ဈေးကြီးပေးဝယ်ရမယ်ထင်တယ်။နိုင်ငံခြားသားဆိုရင်လည်းအာရှဘက်ကမဝယ်ဘူးအနောက်ကဖော်ရိုင်းနာတုပ်ဝယ်ပြီးတော့ကိုဝင်ဆောင်ချင်တာ အဲ့ဒါမှာအယောလေးတွေဖြစ်ပြီးတော့ generation ကလာမလို့လေခင်သစင်ကပြည်သက်တွေကိုရင်ဖွင့်လာတာပဲဖြစ်ပါတယ်။အဲ့လိုမျိုး interview နဲ့ပတ်သက်ပြီးတော့မြန်မာအမျိုးသမီးတယောက်လည်းဖြစ်တဲ့ရုပ်ရှင်တရုပ်ဆောင်လည်းဖြစ်တဲ့ခင်သစင်အနေနဲ့အခုလိုမျိုးတွေတော့မပြောသင့်ဘူးဆိုပြီးတော့ပြည်သက်အချို့တွေကတော့လူမှုကွန်ရက်ပေါ်ကနေဝေဖန်ပြောဆိုနေကြတာပဲဖြစ်ပါတယ်။ interview မှာမဟုတ်ပါဘူး။ဘသူဘယ်တော့ပါလာလာမေးမေးညာဖြေရတာပြင်မယ်လို့ခန်းစားရလို့အမှန်တွေပဲဖြေတယ်။အခု interview ကလည်းလူထုအတွက် အကြံဉာဏ်တောင်းတဲ့အင်တာဗျူးချင်းမျိုးလည်းမဟုတ်လို့မမေတူဦးရဲ့စိတ်ခံစားချက်တသက်ကူတာဖြေကြားခြင်းဖြစ်ပါတယ်ဆိုပြီးတော့သူမရဲ့အင်တာဗျူးနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးရဲ့ဝေဖန်မှုတွေကို ပြန်လည်တုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။တရုတ်ဆောင်ခင်သစင်ကသဘောထားတွေအများနဲ့တူချင်းလဲတူမယ်မတူချင်းလဲမတူနိုင်ပါဘူး။ကြားကောင်းချင်းလဲကြားကောင်းမယ်။ကြားကောင်းချင်းမှလည်းကြားကောင်းမယ်။အင်တာဗျူးတွေဖြေတိုင်းမှာကြားကောင်းအောင် ဖြေလိုက်မယ်လို့လည်းတစ်ခါမှမတွေးထားပါဘူး။အခုပရိသတ်တွေဘက်ကကြားမကောင်းနေရင်လည်း စင်မကောင်းပါဘူးလို့ပဲပြောပြရစီဆိုပြီးတော့ပြည်သက်တွေကိုပုံပွင့်လင်းလင်းပြောထားပါသေးတယ်။အခုလိုမျိုးသတင်းမီဒီယာနဲ့အင်တာဗျူးတဲ့နေရာမှာစကားကိုထိမ်းပြောရအောင်လဲဘသူမိသားစုဘသူဘဝဝမှာဖြစ်စီဖို့တိုက်တွန်းထားတဲ့စကားတွေမဟုတ်ဘူး။လူတို့ကိုလည်းဒုက္ခဖြစ်စေတဲ့ယူရချက်တွေမဟုတ်လို့ဘာဖြစ်ဖြစ်နောင်တလည်းမရပါဘူး။တကယ်လို့သဘောထားတွေမတိုက်ဆိုင်ခဲ့ရင်ဆဲနိုင်ပါတယ်။ကြော်သွားခြင်းလည်းရတယ်။အထင်သေးလည်းဖြစ်တယ်။ဘာဖြစ်ဖြစ်ခံနိုင်ရရှိပါတယ်။ လူဘွားကထုခဲခန်းစားနေလဲအလုံးအပူတွေပါပဲအဲ့တော့ကိုယ်စိတ်တည်းရှိတာကိုကိုဖြင်းပြီးလို့ဝမ်းဆဲနေလဲစဲရင်စဲတယ်ပဲမှတ်ထားပါတယ်ချစ်ခင်လို့တတိပေးကြတာလဲကျေးဇူးတင်ပါတယ်လူတကူစိတ်တမျိုးလေးဘလိုနည်းနဲ့မှအများသူက အကြမ်းဆောင်ပြီးတော့ဖြေမပေးနိုင်ပါဘူးတကယ်လို့အဖြေတဲကတခုခုတစုံတရာကြောင့်ဆက်စင်ရဲ့ကိုစင်ရဲ့ဖြစ်သွားကြတယ်ဆိုရင်လေဘာအမှမမလုပ်ချာမိပေမဲ့အများသူကစိတ်နှလုံးချမ်းမြေ့စေဖို့တောင်းပန်လိုက်ပါတယ်နော်ချစ်ပါတယ်အားလုံးကိုဆိုပြီးတော့ တရားဆောင်ခင်သင်းကတော့စာရည်အရေးကြီးရေးပြီးတော့တောင်းပန်ထားပါသေးတယ်ရှင်။တရားဆောင်ခင်သင်းကအမှုပညာလောကတွေကနေဖြည်းဖြည်းမမဲခြေလက်တွေနဲ့ဆက်လျှောက်နေသူတူပါပဲ။သူမကဘာသာတရားကိုလည်းကန်ဆိုင်ပြီးတော့ပရဟိတလုပ်ငန်းတွေကိုလည်းသူမအနေနဲ့တတ်နိုင်တဲ့ဘက်ကနေကူညီလောက်ကန်နေသူတူဆိုရင်လည်းမမပါဘူးရှင်။သူမဘဝမှာတော့အချီရဲ့ထက်မိသားစုအရေးတွေပရဟိတအလုံးနဲ့အမှုပညာသာပိုအရေးကြီးတယ်လို့ပြောထားပါသေးတယ်။တရုတ်ဆောင်ခင်သင်းကသူ့ရဲ့အဝတ်ထည်တွေကိုရောင်းချက စစ်ပေးဆောင်ပြည်သူတွေနဲ့ချွတ်တဲ့သူတွေအတွက်လူဒဏ်မှုတွေကိုမကြာခဏဆိုသလိုပြုလုပ်နေသူတူလည်းဖြစ်ပါတယ်။အခုလက်တလောမှာတော့သူမကလက်ခံထားတဲ့ဇကားတွေအတွက်ပြင်ဆင်ရိုက်ကူးမှုတွေလည်းလုပ်နေသလိုဘာသာရေးဘက်ကလည်းအားထက်ပြီးတော့လှုပ်ဆောင်နေတယ်လို့လည်းတရုတ်ဆောင်ခင်သစင်ကပြည်သက်တွေကိုဖွင့်ဟပြောဆိုထားပါတယ်ရှင်။